live ကိုအားပေးနှားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆိုင်းရေးဆရာကြီးမောင်တင်ရေးသားထားတဲ့ကျွန်တော်ခေမာဆိုတဲ့ဝိထုတူကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။မောင်တင်ကျွန်တော်ခေမာသူ့အမနဲ့ကျွန်တော်မင်္ဂလာဆောင်နေပြီဒီနောက်ပိုင်းနှစ်ပေါင်း၅နှစ်ကျော်ကာလကစား၍သူသည်သူမသည်သို့တော်ကျွန်တော်တို့မြန်မာစာစကားအရာ၌သူမဟူ၍မရှိ ထို့ကြောင့်သူသည်သူကလေးသည်ကျွန်တော်ဤခေမာပေတည် ရှင်းသူကလေး၏အမည်သည်သူတို့မွေးခြင်းပေါက်ဖော်တွေထဲ၌အထွေးအကျုံဖြစ်သည်တွင်နမအိုနောက်ကြသားအလားခက်လီလီခက်ညံ့ညံ့တီတီကွေကွေကလေးဖြစ်ရကားအထွေးတွင်အငယ်စင်းလျက်ခင်ထွေးငယ်ဟု၏အားလုံးကမူသူအားငငယ်ဟုခေါ်ကြသည်ကျွန်တော်ကခင်ထွေးလီဟုတခါတည်းရန်စမိလျင်ငငယ်တယောက်အလွန်စိတ်ဆိုးသည်အသာအဖြစ်ဆိုလျင်ငငယ်သည်22နှစ်ရှိပြီမက်ထရစ်တစ်နှစ်ကြာပြီးနောက်ကျမ်းမာရေးခြေနေရာအကြောင်းဆက်မနေသူကလေးဖြစ်၏ ကျောင်းထွက်လိုက်ရအောင်မေငငယ်ကျမ်းမာရေးကဆူရလာကြည်သည် ကျွန်တော်ဒီဆရာဝန်တယောက်ဖြစ်သည့်တိုင်ငငယ်ကျမ်းမာရေးတွင်ဘာတစ်ခုမှအကြံပေးခြင်းကုသခြင်းမပြုနိုင်ခဲ့ဘယ်ကြောင့်ဆိုတော့ကျွန်တော်ကအဆူရလာကသာဆရာဝန်ဖြစ်သည့်အတိုင်ဟိုရောက်တည်ရောက်အမျိုးမျိုးအနေနဲ့ခြားခြားလဲပြန်သဖြင့်ငငယ်တို့နဲ့ဝေးခဲ့သည်ယခုမှပင်ခြားခြားလဲပြန်၍ရောက်ခမကြီးများရှိသောကျွန်တော်ဇနီးဤချက်ကျွေရွှေမြို့တော်သို့ရောက်ရှိလာတော့၏ဝေးနေခြင်းကမူဝေးနေ၍ငငယ်ကျမ်းမာရေးကိုမဆွေးနွေးနိုင်ခဲ့ င်းနီကကန်ရှိပြန်တော့ငငယ်တယောက်ကသူ့ကျမ်းမာရေးအတွက်ကျွန်တော်ကိုဆွေးနွေးရန်ဝင်လေးနေပြန်သည်အထိုက်လျောက်ပင်ကျွန်တော်ကငငယ်ရုပ်သွင်မြင်ကိုကြည့်၍အားစီကလေးများလောက်သာပေးမိ၏စိတ်ကတော့ထင်သည်သို့တော့ကျွန်တော်စိတ်ထင်နိုင်သာဟုတ်သည်မှန်သည်ဆိုလျင်ကျွန်တော်လောက်တော်သောဆရာဝန်သည်ရှားပြီလိမ့်မည်ကျွန်တော်ထင်သည်မှာအပြူရွယ်မင်းကလေးပိန်လျင်မီးရံမမှန်တာပဲဟုအကြမ်းမြင်လောက်ထင်ချင်းဖြစ်မဆွေးနွေးလာသဖြင့်ကျွန်တော်လည်းဘာမှမမေးမီးရံကလည်းမသိလျော်စီရီနာရီပူသည်ဟုအများအားဆိုကြပြီလိမ့်မည် ထို့ကြောင့်ကျွန်တော်ဒီဘာမှမဆက်ဆူဝင်သို့သောကျွန်တော်တို့ရောက်ရတလားမှမပြည့်မီငငယ်ဤအဖြစ်တည်းမှန်ကိုကျွန်တော်သိရလေတော့သည်တညာကျန်း၌စောစောပိုင်းတွင်ငငယ်သည်အလိုလေးအမလေးအမေရဲ့တာ၍လူးလွန်ကိုကျွေးနေသည်ကျွန်တော်ဇနီးနဲ့ကျွန်တော်ရောက်ကမှကြီးတို့ကလည်းပြာလောင်ခတ်နေကြသည်ကျွန်တော်ဇီတင်ကကျွန်တော်ထံအပြေးလာ၍ငငယ်ဖြစ်ပုံအလုံးစုံကိုပြောပြသည်ဆရာလာပင်ငင်းမင်းဖြစ်လေသည်ငငယ်ကရှက်နေသည်ဟာဒါရှက်ဖို့လားကျမ်းမာရေးကြမှာရှက်နေဒုက္ခများတတ်တယ် ုပဲငငယ်ဒုက္ခများနေပြီမဟုတ်လားကျွန်တော်ကငငယ်မချက်စီရင်ခဟားဟားပြောလိုက်ရသည်ငငယ်ကကိုရွှေမောင်အကိုရင်းလိုဖြစ်နေတာမှုတယ်ကွယ်ကျွန်တော်မိမမရွှေမောင်ကဝင်ပြော၏ကျွန်တော်မိမကကျွန်တော်အားကိုရွှေမောင်ဟုခေါ်လေးရှိသည်ကျွန်တော်ကသူအားမရွှေမောင်ဟုခေါ်၏ငငယ်အရေးတဲ့ဆက်မီ၍ရေးရလျင်ကိုရွှေမောင်မရွှေမောင်ဆိုသည်မှာကျွန်တော်တို့ဇနီးမောင်နှံအမည်များတော့မဟုတ်ကိုရွှေမောင်မရွှေမောင်ဖြစ်လာခြင်းဟာကိုတင်ဆွေမခင်ဆန်းတို့ဇနီးမောင်နှံကိုအားကြမိ၍ဖြစ်သည် ကိုတင်းဆွေကမခင်ဆန်းကိုမဟုခေါ်၍မခင်ဆန်းကကိုတင်းဆွေရာမဟုခေါ်သည်ကျွန်တော်တို့ကအလွန်ပင်အားကြမိတော့လဲပါဇက်မရဲတော့ကျွန်တော်ကကျွန်တော်ဇနီးကမရွှေမဟုပြောင်းခေါ်ရမှကျွန်တော်ဇနီးကလည်းကျွန်တော်ကိုကိုရွှေမောင်ဟုပြန်နှံလိုက်ချင်းဖြင့်အစွဲပါနေခြင်းဖြစ်သည်မောင်ဟုအခေါ်ခံရန်နားမရဲတော့ကျွန်တော်ဖို့အတော်ပင်ဖြစ်လေသည်ကျွန်တော်ငငယ်ရဝင်ကြည့်တော့အချိန်တွင်ငငယ်မှာအလွန်လွန်ဖြစ်နေသည်။နာကျင်ကြိုက်ခဲခြင်းကိုမခံရနိုင်စွာဖြင့်လူလိမ်ကြီးတွားလျက်ရှိသည် အန်တယ်လို့ပြုတ်တယ်လို့ဖြစ်ရမှာတတိလစ်သွားတော့မရောခံစားနေရရှာကြီးရောက်ခမကြီးမှာကအထွေးဆုံးနဲ့အချစ်ဆုံးသမီးဖြစ်ပြီးပြာခတ်နေတော့ဒီကျွန်တော်ကမက်ရွှေမာကိုခတ်တိုးတိုးမေးရသည်ဟေးမီးရလာဖို့ရရောက်ပြီလားမီးစမ်းအမကကျန်နာယူရစွာဖြင့်မိလိုက်တော့ခါညီမငယ်ကရှုံရှုံမဲမဲနာကျင်ခိုက်ခဲမှုကိုအန်ကျိတ်ခံရင်ကခေါင်းငိတ်ပြလေသည်အရှင်းအရှင်းလာရရလဲဒီလိုပဲခံရသလားမေယောခေါင်းငိတ်ပြပြန်ဤကျွန်တော်ဘာလုပ်ပေးရမည်ကိုကျွန်တော်သိလေသည် သို့သောစိတ်တလုံးမထိုးမီယောဂအခြေအနေကိုအသေးချာမေးမြန်းရမည်သာဖြစ်သည်ထို့နောက်ငငယ်ကိုကျွန်တော် atropine စိတ်တလုံးထိုးပြလိုက်သည်အသင့်ရှိသော Hennessy brandy ကိုလည်းလက်တလုံးလောက်မော့ခံရသည်ခလေးမကတောက်သုံးရန်ငင်းဆန်ကောင်းခါရင်ဟာကိုကြီးဟာလည်းအရက်တည်းပဲအော်စိတ်အဖြစ်တောက်ရတာပဲငငယ်ကလည်းမေရောအမကပါဝိုင်းဝန်းတိုက်တော်တဲ့ဖြင့်ငငယ်သည်မျက်စိမိတ်တောက်လိုက်ပြီးရှုံ့မဲ့နေသည် လာကစားဆရာဝန်နဲ့ဟင်နာစီဗရန်ဒီအသိရှိနေခြင်းမှာယုတ်တိမတန်တယ်လို့ဖြစ်နေ။အမှန်လဲကျွန်တော်တို့မဝဲနိုင်ပါမတောက်နိုင်ပါ။ဈေးကူတာမယူလို့တော့ကျွန်တော်လူနာတယောက်ကလည်းလက်ဆောင်ပေးထားခြင်းသာဖြစ်၍ကျွန်တော်လည်းမတောက်ရက်ဖြင့်အိမ်မှာအလှကြည့်ထားသောပလင်းဖြစ်သည်။ထွန်းနာငငယ်ကားတွင်ရင်တွေကပ်ပေးထားရသည်။မကြမီငငယ်ကလည်းအနာကျင်အကြိုက်ခင်အတန်တက်တာသွားသည့်အတိုင်းသနာစရာကလေးအိမ်မောကြသွားတော့သည်။ကျွန်တော်ဈေးကူတာခြင်းကဤတွင်မပြီးဆုံးသည်။သို့သောဤညာအဖို့ဤညာသာတည်။ မိမတို့ဓမ္မတာလာရာတွင်ပြင်းပြစွာနာကျင်ခိုက်ခဲခြင်းကို dysmenorrhea ဟုခေါ်သည်ငငယ်ဖြစ်ပုံကထိုအတိုင်းမြင်ဖြစ်လေသည် dysmenorrhea ဟုအကြမ်းမြင့်ခေါ်ရာတွင်အသေးစရာဖြင့်ဖြစ်ပုံဖြစ်နေသုံးမျိုးရှိရာငငယ်ရောဂါမှာမိရက်ပေါ်ရာတွင်ခိတတတလိုက် အတော်ကြာဆုပ်ရည်ဆုပ်ရည်ညှစ်လိုက်သလိုနာလိုက်သည့်ဖြစ်ရက် spasmodic ဖြစ်လေသည်ဤအဖြစ်မျိုးကအဖြစ်လဲများသည်နာလုံးမကနာလာသည်ဖြင့်ခြေကုန်လက်ပံကျပြီးတတိမင်မင်းမတဲဖြစ်တဲ့ခြေသည် ။ဂျာတီသွေးကြဆင်းလာရင်လည်းကြဆင်းသည့်သွေးအနည်းများကိုလာ၍နာကျင်ကြိုက်ခဲခြင်းမှတက်တာရရ၏။ညံ့ညံ့သွေးဆင်းလေညံ့ညံ့တက်တာလေးဖြစ်သည်။တချို့တွင်ဂျာတီမပေါ်မီတရက်ခန့်ကပင်ကြိုတင်၍ဒုက္ခခံကြရသည်။ဂျာတီသွေးရလည်းမကြ။ဆင်းခြင်းမဆင်းခြင်းဖြင့်သွေးခဲတဲ့ဖွယ်အနေငယ်ကလေးလောက်သာပထမရက်များ၌ကြဆင်းတတ်ပြီးသွေးတလုံးတစ်ခဲကြလာလျင်လဲကြလာသလားသက်တာကတရက်ထက်တရက်အကိုက်ခဲသက်တာသွား၍လူကောင်းပဂတိဖြစ်သွားပြန်သည်။ယာတီတစ်ပတ်လဲလျင်တဖန်ပြန်ဖြစ်၏ အပြူမကလေးများသာမဟုတ်အိမ်အောင်ကြပြီးသားသမီးမရသူများပင်ဤသို့ဖြစ်တတ်ခြေသည်ဤယောဂဖြစ်ပြီးဆိုလျင်နောက်ကျောခါတို့မဟုတ်စီးချက်တို့တွင် နာကျင်ကြိုက်ခဲ၍အလိုလေးတားကြရသည်သာဖြစ်။ဘာကြောင့်ဤသို့ဖြစ်ရသည်နည်းဟူသည်ကိုတေချာတိကျပြော၍မရ။တို့တော့ဇင်းမြစ်ကိုလ ీల ာကြည့်သောအခါတအိမ်ကြီးထွားခြင်း၌မူမမှန်လျင်ဤသို့ဖြစ်တတ်သည်။မိမိငယ်တယောက်အချိန်တန်အရွယ်ရောက်လာလျင်ထိုသမီးမျိုး၏တအိမ်ကြီးထွားလာရပေမည်။ လုံးဝမကြည့်ထွားပဲဘေဘီတို့မူတိုင်းသာဆိုလျင်လဲရင်းသမီးမျိုးသည်ဓမ္မတာလာရာတွင်ယာတီသွေးအလွန်နှဲမြီဒူဒီမဟုတ်လုံးဝမလာပဲနေတတ်သည်တင်အိမ်နေထားမှလျင်လဲဤသူဖြစ်တတ်သည်ဥပမာတင်အိမ်ခောက်နေခြင်းလမ်းနေခြင်းတို့ဖြစ်သည်မူမမှန် ပုံမကျသောတင်အိမ်သည်ရှုပ်နိုင်သောအာပွားဖောင်းနိုင်သောအာရုံနှဲပါသည်သာဖြစ်တဖန်တင်အိမ်သည်ပုံကျမူမှန်ဖြစ်စေကုန်မူကလည်းစွမ်းရည်လှုပ်ဆောင်အားမဟန်မြန်လျင်လဲဤသူဖြစ်တတ်ချေသည် စွမ်းရည်ဖြောင့်မြူသည့်တိအိမ်နှင့်တိအိမ်ဝလန်းတို့သည်လုပ်ငန်း၌အတိုင်းဖောက်ညီရ၏ဥပမာဆိုရလျင်တိအိမ်ကညှအားကိုပြုလျင်တိအိမ်ဝလန်းကြောင့်ကပွားရောင်းပေး၍ကြွဖောင်းသောလုပ်ငန်းကိုဆောင်ရလေသည်တကူကညှစ်ထုတ်လျင်တကူကဖွင့်ရပေးရ၏တကူကအပြင်ထွက်ရန်တွန်းကန်လျင်တကူကတကားဖွင့်ပေးရခြင်းကိုဆိုလိုသည်ငငယ်ဖြစ်ပုံမျိုး၌နာကျင်ရသည့်အကြောင်းရင်းမှာမူမမှန်သောတအိမ်သည်ပြင်ပသို့မထွက်နိုင်သောမိရဲ့သွေးတို့နှင့်ပြည့်ဖောင်းကတအိမ်သားတအိမ်ကျော်တို့တင်း၍နာကျင်ဖြစ်နိုင်သည် ယောက်ျားများဖို့လူမပြတ်သဖြင့်စီးသွားရန်ခတ်နေသူနှင့်တူ၏သို့သောထုတ်ထက်ဆိုးလေသည်တဲ့အင်းတွင်ကမိရဲ့သွေးသည်ဘာကြောင့်မဆင်းလေသနည်းဟူသည်ကစေတဘောအရာသရွန်ပိုလိုက်စင်ဓာတ်အားနေ၍ဟုဆိုနိုင်သည်ထိုဓာတ်အားသည် သွေးခဲများကိုအရည်ပြောစေသွေးခဲသည်ကြဆင်ခြင်း၌သွေး၏ကြဲကြဲတွေကဲ့သို့မမြန်ဆန်ထို့ကြောင့်ဤသို့ဖြစ်ရတတ်၏ငငယ်မှာတရက်ထက်တရက်သက်သာလာပြီးလျင်ငါးရက်မြောက်နေ၌လူကောင်းပဂတိဖြစ်လာသည်သို့သောခံရချက်မသက်သာခဲ့၍ခက်ချီရှိတာဖြစ် ငငယ်ယောဂအမြင့်ပြည့်ရေးကိုကျွန်တော်တို့ဆွေးနွေးကြသည်ကျွန်တော်တို့ဆွေရနိုင်ငံငယ်တရားမှာပါဝင်ကြီးကျွန်တော်မရွှေမနှင့်ယောဂမကြီးတို့သုံးဦးတို့သာလျင်ဖြစ်ယောဂအမြင့်ပြောင်းအလွယ်ကလေးပါမရွှေမရေထို့သူကျွန်တော်ကပြောလိုက်သည်တွင်ငငယ်ဖြစ်စီညကစေတလုံးထိုးပေးရုံနဲ့ဖြုတ်ခနဲ့တက်တာရရသွားသည်ကိုအထင်ကြီးနေသောယောဂမကြီးကဤသို့ဆို၏လွယ်ရင်လည်းမင်းနမကြီးပြီးဆေးကူပေးုံကွယ်တို့ဖြင့်မင်းတို့ကလည်းတမျိုးတရွာ ရောက်နေသမီးကလေးအတွက်ကုန်းလိုက်ရတဲ့ငွေတွေ ထို့သို့ကျွန်တော်ကတာဝန်ပေးပြီးရောက်ခမကြီးထွက်သွားတဲ့နောက်ကျွန်တော်နဲ့ဇနီးမက်ရွှေမတို့နှစ်ဦးသာလျင်ငငယ်ကျမ်းမာရေးဆွေးနွေးပွဲကိုလွတ်လပ်စွာဆွေးနွေးရတော့တယ်ရောက်ခမကြီးရှေးမောင်းနိုင်ကကျွန်တော်စကားပြောရသည်မှာအများစွာမလွတ်လပ်ကျွန်တော်ဒီစကားကိုလွတ်လပ်စွာပြောဆိုလိုသူဖြစ်မက်ရွှေမရဲ့ငငယ်ရောဂါကိုလုံးဝပြောက်ကင်းအောင်ဆေးကောင်တစ်ခုတော့ရှိရဲကွာဒါပေမဲ့ကိုတော့မတတ်နိုင်အောင်ထင်တယ်အတော်ဆရာဝန်လုံနေပြီဘာမတတ်နိုင်ရမှာလဲအိမ်အတွက်ဆိုရင်သူကဒီလိုကြီးပဲမက်ရွှေမနှုတ်ခမ်းဆိုသည်နှုတ်ခမ်းဆိုသည်အတိပဲမှာ ။အိုးတယ်အိုးကောင်းမတော့ရခြင်းကြောင့်ဖြစ်။ဆရာဝန်ငါတရားရောက်နာမကျန်းဖြစ်လျင်တခြားဆရာဝန်ခေါ်ရလဲမလျော်။အင်းကဆရာဝန်ကလည်းခက်ပေါ့ပေါ့နေတတ်သောဆရာဝန်တို့ဇီးရိုက်ကြောင့်ဖြစ်လေသည်။ဥပမာကျွန်တော်မိမကခေါင်းခိုက်ပြောက်စီဇီးရုံကယူခဲ့ပါအောင်၊လေးစည်းယူခဲ့ပါအောင်ဆိုလျင်ကျွန်တော်ဒီဘယ်တစ်ခါဘယ်နည်းနဲ့မှပါမလား။မိ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 နေ၏။ကဲဒီလောက်မှအမှားလို့မရရင်ဆိုင်ကဝယ်မယ်ဆိုမှယူခဲ့ပြတော့သည်တို့တိုင်ငေါ့တဲ့သေးသည်ဖြင့်ဟိုးကွာညနေတော့ယူပြအောင်ယူခဲ့မယ်ဟုခရီးပြွားပြန်၏ လာခစားဆောင်ဝင်ဖြစ်ပြီးကျွန်တော်ဒီအိမ်၌ဆေးမြဝယ်ယူသူလောင်ထားခြင်းမပြုဆေးသည်ဆေးုံ၌ရှိသည်ဆေးုံကြီး၅ပိုင်းသည်ဟုသောလွယ်လွန်းသည့်သဘောရှိမိပေသည်ဆေးဆိုလျင်လက်တကန်းသာရှိသည့်ဆေးုံ၌ဝင်၍ယူနိုင်သည်ဆောင်ဝင်ဖြစ်ပြီးအိမ်မှာစားကားတစ်ခွက်စာများမရှိသည်ကိုမက်ရွှေမကအခွင့်ကြုံ၌ငော့၏သကနာထူး၏အဟုတ်ပြောတာမက်ရွှေမရဲ့ကိုတော့တက်နိုင်မယ်မထင်ဘူးကိုကလည်းဖူးစာရင်းနဲ့မဟုတ်ဟုတ်တော့ငွေဘယ်လောက်ပေးရပေးရဝယ်ပေါ့ဒီမှာမရှိရင်ရန်ကုန်မှာပေါ့အေး ရန်ကုန်ကလည်းဒီဆေးမရှိဘူးလန်ဒန်မှာလည်းမရှိဘူးကိုကလည်းဖူးစာရေးနဲ့မဟုတ်ဘာဘာရဲ့မက်ရွှေမှာမျိုးလုံးပြူသွားသည်ဩကိုကလည်းဖူးစာရေးနဲ့မဟုတ်ဘူးလို့ဖက်နဲ့ဩနာဝေးရန်ကုန်မိမရဲ့မိညမကိုလင်ပေးစာမှာယောဂအမြင့်ပြတ်မှာ ပြောတာဟဲ့ဟဲ့မဆန်လိုက်တာမက်ရွှေမသည်ကျွန်တော်အားကုတ်ဖဲ့ကြည့်တော်ဤဤယောဂမျိုးအတွက်ဤဆေးသည်အစွမ်းထက်မြတ်သောဈေးကောင်းတစ်လက်ပင်ဖြစ်လေသည် ရောဂါစင်မြစ်ကိုစမ်းစစ်ရ၌အချိန်တန်အရွယ်ရောက်၍မိမလာမြောက်သည်နှင့်မရှိမနှောင်အင်နာပြုကြ၍ကောက်မွေးတမှုပြုကြသည်သူအချင်းမိမသားတို့၌ဤရောဂါမျိုးဖြစ်ပေါ်သည်ဆိုခြင်းမှာမဆိုစကားသောစကားကိုရုပ်တည်ခြင်းပဲစွာဆိုခြင်းသာဖြစ်၏ထို့ကြောင့်ဤရောဂါခံစားနေရသူအချင်းမိမအပေါင်းတို့အဖို့ဈေးစွမ်းကောင်းတလက်ဝါစီနီတို့တို့သည်အင်နာပြုတောင်းမွေးခြင်းသာဖြစ်ချေတော်သည်ငယ်ငယ်တို့ကဲ့သို့ငယ်ငယ်တို့လေးများအားတအိမ်ဝခွဲစေကူတာမှုများပြုလုပ်ပေးရန်လဲမလျော် ရေပူရကုသအနေနဲ့ဆိုရင်ဒစ်မင်နိုရီယာ၏သမီးဖြူသည်လေကောင်းလေတန်ရနိုင်ရာပြင်မကွင်းမြင်၌ကျမ်းမာရေးကိုလက်လှုပ်ရှားမှုပြုကြရမည်ဝမ်းချုံမခံရတွေ့ရနေလျင်နိစ္စရာသမားများနှင့်ညှိနှိုင်း၍ဈေးထိုးတန်ထိုးဈေးတောက်တန်တောက်အိမ်မှန်၍အစားမှန်ရမည်တခြားကုသအနေတစ်ခုကတိမ်ဝလမ်းကြောင်းကိုချဲ့ပေးခြင်းများပြုလုပ်နိုင်သည်ဤနည်းသည်ဆရာဝန်များသာတတ်နိုင်သို့သောအိမ်နောက်ချပေးလိုက်ခြင်းကဈေးအကျဉ်းဆုံးနှင့်အရှင်းဆုံးဖြစ်သည် သို့တော်လဲရွာနွားမြက်ရွာနွားမစား၍ရွာဖျားရွာသားမယူသေးသောမရွှေမကကျွန်တော်နာနာပဲမြောင်ဆိုနေသည်ဟုထင်နေသည်။အိုးပြောင်မနေစမ်းပါနဲ့။ယောအဟုတ်ပြောတာမရွှေမ။ထို့သောပြောရင်ကျွန်တော်ကမရွှေမအားစာဟုစာရမ်းများပဲလှန်လို့ရကိုကပြသရသည်။မရွှေမနားလဲသွားသည်နောက်သူ့အမိနားလဲဖို့မှမခဲရင်တော့ပဲ။ကျွန်တော်အဆူကိုသမီးကညာရွေရောက်လာချိန်ခါမလဲနဲ့ဟူသောတန်ပေါက်ကလေးနဲ့စွာထောက်ခံနေ၏။ ကျွန်တော်ကလည်းထောက်ခံပါတယ်ဟုတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ရေကထပ်၍ပြောပြန်သည်အဆိုတင်သူကအဆိုတင်၍ထောက်ခံသူကထောက်ခံသည်ကန့်ကွက်သူမရှိအဆိုကိုအတင်ပြုတ်လိုက်သည့်တိုင်အကောင့်ထဲဖော်ဖို့က6လနေပါများကြာခဲ့လေသည်ငငယ်ရငယ်ပါသေးတယ်ဟုသောအပြုတ်လက်သုံးစကားကိုသုံးလို့စေထို့သောအာနာပိုင်တို့အတီးပြုတ်ပြီးသောအဆိုကိုအကောင့်ထဲဖော်ပြလေသည်ငငယ်ရလည်းကြာကြာငယ်ပါသေးမနေနိုင်ကြီးကျွန်တော်တို့ကကျမ်းမာရေးအခြေအနေအရဆေးအဖြစ်ဝါအဖြစ်အိမ်အောင်ပြုတ်ရန်အတင်းတိုက်တွန်းရ၏ အာ၆လူခမန်းမင်းပြောရသည်ထို့နောက်တွင်ကငငယ်တရားကိုပြောမစိုးမော်မစိုးတပြုံးမြုံနှင့်ချမ်းမာလာကြတော်သည်ကျွန်တော်ဆေးထိုးပြီးဖို့ပင်မလိုတော့ပေကျွန်တော်ကမရွှေမအားပြောလိုက်ရသည်သည်ဟေးမရွှေမရဲ့ဆေးမိတို့လည်းစွမ်းပါတယ်ဟာကျွန်တော်ဆိုသည်မှာမောင်တင်မဟုတ်ပါကြီးမောင်တင်ကျွန်တော်ခင်မအာဗိနာဆင်ပြေကြတဲ့အတွက်ဂျေဇူးထိုးပဲတင်ရှိပါရဲ့ရှင်